ဒီပူလေးကျင့်ခံမလုပ်ပဲလေကျင့်ခံတန်းလှုပ်တက်တဲ့အကျင့်ရှိတဲ့သူတွေဆိုရင်ဒီအကျင့်ကိုပြင်ရမယ်နော်ဒီအကျင့်ကလုံးဝမကောင်းဘူးအကယ်လို့ကျွန်တော်တို့ကသေးပူလေးကျင့်ခံမလုပ်ဘူးဆိုရင်လက်ရှိလုပ်နေတဲ့လေကျင့်ခံပုံစံကိုမန်အောင်မလုပ်နိုင်တဲ့အပြင်တန်ရဖို့ chance ကပိုများတယ်ဒါကြောင့်ဒီနေ့သေးပူလေးကျင့်ခံလုပ်ဖို့၃မျိုးကိုပြသွားပေးမယ်ဒီ၃မျိုးကအချိန်9မိနစ်9မိနစ်ပဲကြာတယ် ပထမဆုံးတစ်ခုက resistant band တစ်ချောင်းလို့မယ်တမမုံရင်တုတ်ချောင်းတစ်ချောင်းတမမုံလို့ရှိရင်ချွေးတုတ်ပေါ်ပါအရှိတစ်ခုလည်းရတယ်။ဒါလေးကိုကင်ပြီးတော့မှမတက်ရက်လိုက်တဲ့အခါမှာတတိထားရမှာကကျွန်တော်တို့ရင်ဘတ်ကြီးကကော့မနေဘူး။နံရိုးကြီးကအပြင်ထွက်မနေဘူး။နံရိုးကြီးကိုတိမ့်မယ်ရင်ဘတ်ကြီးကိုပြင်တိမ့်မယ်။ပြီးလို့ရှိရင်ဝမ်ပိုက်ညှစ်ထားမယ်။မမတ်ရက်လိုက်တဲ့အခါမှာဒါလေးကိုကင်ပြီးတော့မှအနောက်သွားမယ်။ပြီးရင် အရှိပြင်လာမယ်ဒီလိုအနောက်သွားတဲ့အခါမှာကျွန်တော်ရဲ့ပခုံးအရှိဘက်ကြက်သားနဲ့ရင်ဘက်ကြက်သားဆွဲဆက်နေတဲ့ခန်းစားချက်လေးကိုခန်းစားရလိမ့်မယ်ဒါလေးကိုအသွားအပြင်ကိုတစ်ခေါက်အဲ့ဒါကို15ကြိမ်ဖုန်းတွေတောက်လျှောက်ကြည့်လို့တုံးနေတဲ့သူတွေကွန်ပျူတာကိုရှေ့တောက်လျှောက်ကြည့်လို့ထိုင်နေတဲ့သူတွေဆိုရင်ဒါလေးကိုခဏခဏပို့တော်လုပ်ပေးတင်တယ်နောက်တစ်ခုကနိုင်ရံတစ်ချက်ကိုရှာပြီးတော့မှဒူးထောက်လိုက်မယ်ခြေဖျားကိုနိုင်ရံဖက်ထောက်ပြီးတော့မှခန္ဓာကိုယ်ကဒီခြေတောက်ဖက်ကိုလာကတ်မယ်ဒီချိန်မှာကျွန်တော်ရဲ့ပေါင်ရင်ကြက်သားအပြင်ကိုမှဒီအရှိပေါင်ကြက်သားဆွဲဆက်နေတာကိုခန်းစားလိမ့်မယ်ဒီ movement လေးက ကြာကြာထိုင်ပြီးတော့မှအလတ်လုံနေတဲ့သူတွေတောင်းတက်နေတဲ့သူတွေအတွက်ကိုအရန်ကိုတန်ဖို့ရှိတဲ့မူမတ်လေးတခုခဏခဏလှုပ်ပေးတင်တယ်ဆိုတော့ကျွန်တော်တို့ဒီဆွဲဆန့်ပြီးတဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီ squat ထိုင်တာပဲဖြစ်ဖြစ်ပြေးတာပဲဖြစ်ဖြစ်နောက်ပြီးစပိုင်းစီးတာပဲဖြစ်ဖြစ်ပို့ပြီးတော့မှစီးရလွယ်တယ်စီးရအစင်ပြေတဲ့ခံစားချက်လေးကိုရှိလာလိမ့်မယ်ဒီမှာအရေးကြီးတာတစ်ချက်ကကျွန်တော်တို့ဒီလိုလှုပ်တဲ့အခါမှာဒီတင်မကြီးကအရှိရောက်မနေဖို့အရေးကြီးတယ်ဒီတင်မကြီးအရှိရောက်နေတင်မကြီးကိုအနောက်ဖက်ပြင်လာအောင် အတက်ကျွန်တော်တို့အတက်အနေထားမှာရှိမှပဲအတက်အနေထားရှိပြီးတော့မှအနောက်ကိုကတ်တဲ့အခါမှာပို့ပြီးတော့မှဆွဲဆန့်တဲ့ခန်းစားချက်ရှိတာကိုခန်းစားရလိမ့်မယ်။ဒါကိုစက္ကန့်40ဒီဖက်စက္ကန့်40နောက်တစ်ဖက်လည်းစက္ကန့်40 ကျွန်တော်တို့အမျိုးသမီးတွေကျင်ဆော့တာပဲဖြစ်ဖြစ်ပြေးခုံတာပဲဖြစ်ဖြစ်ကိုယ်နဲ့တင့်တော်မဲ့ဒီအပေါ်ပိုင်းလေးကိုတေချာထိန်းထားပေးနိုင်တဲ့ sport bra လေးတွေကိုရှားလာရဲဒီ pants လေးတွေဆိုအရှိအနေကြည့်ရင်လည်းလှနေမဲ့ဟာလေးတွေအဲ့ဒါလေးတွေရှားဖို့ဟာလေးတော်တော်လေးခဲရင်တယ်အခုလက်ရှိကျွန်တော်ခန္ဓာကိုယ်မှာဝတ်နေတဲ့ဟာလေးက local brand လေးဖြစ်တဲ့ fit bay လို့ခေါ်တယ်အရင်တော့ဆိုရင်ကုန်မှာပဲရတယ်အခုဆိုရင်မန်လေးမှာလည်းရပြီသူ့ရဲ့ချုပ်ရိုးလေးတွေကတေတေတက်တက်ရှိနေတဲ့အပင်ကိုမှပဲသူ့ရဲ့စွဲသားတွေကလည်းအရင်ကောင်းတယ် sport bra တွေဆိုလည်းရင်သားကိုတေချာလေးထိန်းထားပေးတယ်ဆိုတော့သူ့ရဲ့ဒီနားလေးစွဲသားဘလောက်ကောင်းလဲဆိုတာဒီနားလေး လေးတစ်ချက်ကြည့်လို့ရတယ်ဒီပေါင်ရဲ့ဆွဲသားလေးတစ်ချက်ကြည့်လိုက်အရန်ကိုကောင်းတယ်သူရဲ့ချုပ်ရိုးကလည်းဒီအထဲမှာတလိုင်းပဲရှိတဲ့အခါကျတော့မမြင်ရဘူးအရှိကနေကြည့်ရင်လည်းလှတယ်ဘေးကနေကြည့်ရင်လည်းလှတယ်ဒီအနောက်ကနေကြည့်ရင်လည်းလှတယ်ကျွန်တော်အရန်သဘောကျတဲ့ brand လေးတစ်ခုဖြစ်တယ် outfit တွေကို online ကနေဝယ်လို့ရတယ်လို့မလေးမှာဆိုရင်လမ်း80 28 28ကြားက Captain Mall လေးလွာမှာ fit ပေးဆိုင်မှာတော့ဝယ်လို့ရတယ် grand opening promotion အနေနဲ့2025 match လ25ရက်နေ့ကနေ31ရက်နေ့အတွင်းဝယ်ရင်15ရာခိုင်နှုန်း discount ပေးတယ်။ကိုတိုင်ကိုကြဆိုင်မှာတောင်းဝယ်တဲ့သူတွေက fit pay location check in လုပ်ပေးတာနဲ့ဒါမှမဟုတ်ရင် story မှာတင်ပေးလိုက်ုံနဲ့ fit pay ရဲ့ membership ကို free လုပ်ပေးနေတယ်။နောက်ဆုံးတစ်ခုက pigeon post လို့ခေါ်တယ်။ဒါပေမဲ့ဒီ pigeon post ကကျွန်တော်တို့ငင်ငင်လေးနေတဲ့ pigeon post မျိုးမဟုတ်ဘူး။တတောင်စစ်ကိုကြည်ကျန်းနဲ့ထိလိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ဒီပယ်ဖက်ခြေတော်ရဲ့ခြေဖျားလေးကအကျန်းကိုထောက်ပြီးတော့မှထလိုက်မယ်။ ပေါင်ကအဲကျန်းနဲ့ခွာလိုက်မယ်ပြီးလို့ရှိရင်အရှိအနောက်သူ့ကို actively လှုပ်ပေးလိုက်မယ်ဒီလိုမျိုးကိုတစ်ဖက်ကို second 20ဒီ move လေးတွေစမ်းကြည့်ကြည့်လိုက်နော်